လီဗာပူးကိုအသေးခွဲ၉နဲ့အိမ်ပြန်စီခဲ့တဲ့ချက်စီအလောဝဲမင်္ဂလာပါဘောယ်ဘက်ကနေပြန်လဲကျူစလိုက်ပါတယ်ပြီးခဲ့တဲ့တစ်ပတ်ကဘရိုက်တန်ကိုအိမ်ခွဲမှာရှုံးခဲ့တဲ့ချက်စီဟာနောက်ဆုံးမိနစ်ထိရေကုန်ရေခန့်ကစားသွားခဲ့ပြီးအက်စ်ထရာဘိုးရဲ့နောက်ကျဂုဏ်နဲ့နိုင်ယူသွားခဲ့ပါတယ်ဒီပွဲမှာ credit ပေးရမယ့်ကစားသမားကတော့ Google Reader ဖြစ်ပြီးချက်စီရဲ့ခန်းစင်းတဲ့တိုက်စစ်ကြားမှာအစွမ်းကုန်ပေးဆက်ကစားသွားခဲ့တာပါ စတမ်ဘရိုဘရစ်ရဲ့ပထမပိုင်းတစ်ပိုင်းလုံးမှာလေဗာဘူးတို့ပုံစံကောင်းပျောက်ဆုံးနေခဲ့ပြီးအင်ရှင်ချက်စီရဲ့ဥဆောင်မှုအောက်မှာပဲရုန်းကန်နေရပါတယ်။ချက်စီအတွက်အဖွင့်ကိုကိုဂက်စထရိုအေးပေးပို့မှုကနေကိုင်စီတို့ကခိုင်း20အကွာကနေတိကျပြင်းထန်တဲ့အဝေးကန်ချက်နဲ့ကန်သွင်းယူခဲ့ပါတယ်။ချက်စီရဲ့ဘေချန်းကအတော်လေးကိုအလုပ်ဖြစ်ခဲ့ပြီးကူကူရဲလာကိုင်စီတို့နဲ့ဂါနာချိုတို့ကလေဗာဘူးခံစစ်ကိုတောက်လျှောက်ဖိအားပေးထားနိုင်ခဲ့ပါတယ်။အနီစလော့အနေနဲ့၃ပွဲဆက်အရှုံးကိုမကြုံရဖို့ဒုတိယပိုင်းမှာပြင်ဆင်မှုတွေပြုလုပ်ခဲ့ပါတယ်။ဒုတိယပိုင်းကတော့အပြန်အလှန်တိုက်စစ်ဆင်မှုတွေနဲ့အတူပို့ပြီးတော့ရင်ခုန်စရာကောင်းခဲ့ပါတယ်။ချက်စီရဲ့ညာချမ်းမှာလည်း ်ကက်စထရိုကအတော်လေးကိုရုံပေးသွားခဲ့ပါတယ်။မင်္ဂလာပါ။မြန်မာချင်းနဲ့ဘောလုံးကစားချင်သူများအတွက် body bag လာပါပြီ။ လေပဝုန်နီပြအနေစတော်ရဲ့လူစားလဲမှုမှန်ကန်ခြင်းတွေဟာသူတို့အတွက်ခြေပါကူးကိုဖြစ်တည်လာစေခဲ့ပါတယ်။ဒုတိယပိုင်းအစမှာကလေးက Florian Best ကိုထည့်သွင်းကစားခဲ့ပြီးတဲ့နောက်တိုက်စစ်ပိုင်းကတိတိတတ်တာတိုးတက်လာခဲ့တာပါ။ Florian Best ရဲ့ပြေးပို့မှုကိုဆလာခွေးတစ်ချိန်ရခဲ့ပြီးမြလွဲခဲ့ပါတယ်။63မိနစ်ရောက်မှာတော့ခက်ခက်ခက်ခဲနေထားကနေအီဆက်ချပေးတဲ့ဘောလုံးကို Gabo ကပိတ်သွင်းပြီးတော့ခြေပါကူးရယူပေးခဲ့ပါတယ်။မိနစ်90နောက်ပိုင်းမှာတော့လေပဝုန်ဘက်ကအီဆက်အစား AKTK ဝင်လာခဲ့သလို Chelsea နီးပြ Mariska ကလည်းတိုက်စစ်အတွက်ဒီဖြစ်ကြတဲ့ Netto Kanachu နဲ့ Jao Batutu ကိုထုတ်ပြီး တန်အက်စတာဘိုနဲ့ဂူအီတို့ကိုဝင်ကစားစေခဲ့ပါတယ်။အာနီစလော့ရဲ့အမောင်းကတော့ပွဲပြီးကနေမှခန်းစစ်တီးတန့်ကစားပြီးတေးတမတ်ကိုထိမ့်ဖို့ကြိုးစားလိုက်တာပါ။အဲ့ဒီအချိန်မှာချက်စီကတိုက်စစ်ပြီးတိုက်စစ်ပဲကစားသွားခဲ့တာဖြစ်ပါတယ်။ချက်စီအတွက်နိုင်ကိုဟာနောက်ဆုံးမိနစ်နောက်ဆုံးစက္ကန့်မှာဖြစ်တည်လာခဲ့ပြီးဘေဂျန်ကကူကူရဲလာရဲ့ဖြတ်တင်ဘောက်ကိုအက်စတာဘိုကပိတ်သွင်းယူခဲ့တာလည်းဖြစ်ပါတယ်။မာရစ်ကာကလည်းနီးထီသွားခဲ့ပါတယ်။ချက်စီအတွက်ကတော့ဂျင်းနဲ့ဆီယာနိုင်ဝဲဖြစ်ခဲ့ပြီးလီဗာပူးကတော့ပြိုင်ပွဲဆုံး၃ပွဲဆက်အရှုံးနဲ့တူ MB ဆီယာထိတ်ခါနေဖဲပေးလဲရပြီလည်းဖြစ်ပါတယ်။